ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ရှိရင်ချက်၄ချက်တိခတ်နံပါတ်၁အစာတိခတ်နံပါတ်၂စကားတိခတ်နံပါတ်၃ပုဂ္ဂိုလ်တိခတ်နံပါတ်၄နေရာတိခတ်ဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆစ်အစဉ်ပြေဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာတိခတ်ရမယ် စကားသိခံရမယ်။နေရာသိခံရမယ်။ပုံပုံသိခံရမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲအစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်။ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောင်ဆိုတဲ့သဘောကလည်းပဲကိုရတာဩစားကျင်တဲ့စိတ်ရှိလို့ဒါလင် စားလိုက်ရတယ်။ဘလောက်ပဲကောင်းတဲ့အစားတောင်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောင်ပဲဖြစ်ပြိတဲ့ဘိုက်ပြည့်ဘာရတာမှမရှိဘူး။ စာနေတော့အရသာရှိတာဘယ်တော့ဘလို့ပဲဖြစ်ဖြစ်ဘိုက်ပြရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေးစားနိုင်အောင် ကြိုးစားအစားအသောက်ကိုတိခန့်နိုင်အောင် ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်တိခန့်တာအစားအသောက်လည်းတိခန့်တယ်ဒုတိယတိခန့်ဖို့ကအစားပြီးတော့စကားကလည်းတိခန့်ရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ချိန်တိုင်းမှာအစဉ်ပြေခြင်းဘသူနဲ့ပဲအစ်ဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသီးခံစကားလုံးတွေသီးခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံလာတာအောက်ခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားကျင်တဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်နောက်ဒါကြောင့်မို့စကားလုံးတွေကိုသီးခံနိုင်ရင်ချမ်းသာတယ်အစာသီးခံပါ စကားသီခံပါတတရားကနေရာသီခံပါနေရာလဲတော်ကြောဆရာကောင်းတယ်ပြည်စီဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြနေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတတော်ကိုပူတော်ပူဆိုးတာကယာတူးနေရာတွေမရလို့ဆိုနေရာတွေမှာ တိုက်ခိုက်နေကြတာပူဆိုး ယာတို့လေးတို့အောင်နေရာလေးရအောင် ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာအကြောင်းပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့ဆွမ်းအားရှင်သိကောင်းပါပဲသတ္တဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตายရတဲ့ attachment အာဝါဒ mystery ပါသိကြောက်เสียကောင်းနေရာဖယ်ပေးရတာလည်းသတ္တိပဲ တတိရှိမှနေရာဖယ်ပေးရတာတတိမရှိရင်နေရာကိုတွယ်ထားလို့နေရာပြောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်အကြောင်းလို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အလုံးโอเคသွားတာပဲနော်အကြောင်းမို့အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ် နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြင်ပုံကိုတိခတ်ရတယ်ပုံကိုဆိုတာလေသူနဲ့ကိုနဲ့တူမမတူဘူးလူအမျိုးမျိုးဇယိုက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြင်မနဲ့ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ ဘာဖြစ်လို့လဲကိုတော်မှကိုစိတ်တိုင်းကြမှာမဖြစ်တာကိုတော်မှကိုအလိုတိုင်းမှာမဖြစ်တာဒါမှမဟုတ်ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောက်ကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါသူတို့ကိုတိခိုင်နဲ့ကြိုးစား ရမလို့တိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစာတိခံနိုင်အောင်ကြိုးစားပါစကားတိခံနိုင်အောင်ကြိုးစားပါနေရာတိခံနိုင်အောင်ကြိုးစားပါဘလို့ပုံကူမျိုးဖြစ်ဖြစ် သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုသိအောင်တိခံနိုင်အောင်ကြိုးစားလဲစမ်းပါအဲ့ဒီအချက်၄ချက်တိခံနိုင်ပြီဆိုရင် နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်တိခံ